調査ပါ။ဘာကောင်းယောနီတော်ကောင်းအောင်調査ပါ။တေကန်ဒီအချိန်မှာအရေးကြီးတယ်နော်။မှတ်တမ်းတော့ဦးစင်းအချုပ်ပြောနေပြီနော်။တီလာဖြူစင်းမယ်အစွဲတွေဖြုတ်ထားမယ်နော်။ပြီးရင်ဘာကောင်းအောင်調査မယ်။ယောနီတော်ကောင်းမှအပေပိတ်အောင်မှာဟုတ်လား။တီကန်ဒီအချိန်မှာယုံနံဒီအပေါ်မှာငါတေရတော့မှာပါလားဆိုတော့အဲ့ဒီအတ္တဒိဋ္ဌိအစွဲကြီးဝင်နေရင်အပေကြနိုင်တယ်။ဘာကြနိုင်လဲ။ဒါကြောင့်မိမိတို့ခါဒီခန္ဓာ၅ပါးယုံနံ၅ပါးကို ခန္ဓာ၅ပါးယုံနဲ့နှပါမှန်သိအောင်တော့လေ့ကျင့်ထားပါဟုတ်ပြီလားခန္ဓာ၅ပါးပဲမရှိဘူးလားဦးဇင်းတို့ရေကြည့်လေအခုဒကမကြီးကဦးဇင်းလို့ထင်တာမဟုတ်ဘူးလားတကယ်တော့ဒါရူပယုံပဲဘာပဲလဲရူပယုံကိုဦးဇင်းလို့ထင်တယ်ဆိုမြင်မြင်သမျှဦးဇင်းလို့သွားပြောလို့ရမှာပေါ့ဒါကြောင့်မို့ရူပယုံကဦးဇင်းမဟုတ်တဲ့အတွက်ဟာလားရူပယုံကဦးဇင်းလားဥပဦးဇင်းမဟုတ်ဘူးဒါရူပယုံပဲရှိတယ်နားလည်လားရူပယုံဦးဇင်းလို့သွားပြောလို့မရဘူးဟုတ်တယ်မလား ်ဥမာယုံဥစဉ်လို့ဆိုမြင်မြင်သမျှအလုံးဥစဉ်ဖြစ်ကုန်မှာဗောနားလင်းလောက်ဥစဉ်ပြောတာအကုန်လုံးဒါမြင်မြင်သမျှပါပဲလေရူပါယုံမြင်သမျှပါလေရူပါယုံပဲတကမယုံဒါရူပါယုံနေပဲဒါသမှုတိတ္တစာတဲ့ဒါရက်တောင်ဒါမိုက်ဒါဥစဉ်လို့သမှုတိတ္တစာရခေါ်တာတကယ်တမ်းကြည့်တော့အလုံးပါယုံပဲလေဒါအစင်းလို့ပဲခေါ်တယ်မြန်မာလိုပြောရင်ပါလေအစင်းကြီးပဲဒါဒီအလုံးအစင်းကြီးပဲကိုရင်ဥစဉ်ဒါသမှုတိတ္တစာကပြောလိုက်တာအဖေးအမေသမှုတိတ္တစာကပြောလိုက်တာမြင်လိုက်ရင်ပါရူပါယုံလို့ပဲတိအလုံးပါပဲလေ အဲ့ဒီမှာချောတာတွေဆင်းရဲတာတွေပိန်တာတွေဝါတာတွေမရှိတော့ကြလားအားလုံးပါပဲလေလူပါမြင်မြင်သမျှအားလုံးလူပါယုံကြည်ပဲဒီလိုလေးတကမကြီးလိုသဘောပေါက်နေရမှာကြလားကြားတယ်ကြားတာမှန်သမျှပါပဲလေတတ်တာယုံအတန်အတန်ဆိုတဲ့တတ်တာယုံပဲရှိတယ်ကောင်းတာဆိုးတာမရှိဘူးအတန်လေးပဲဟုတ်တော့လားနန္ဒာမြဒန္တာယုံစားတာသမျှရတယုံချိုချင်းဆက်ငံဖန်ခါနားလည်လားတွေးထီတာသမျှဖွတ်တပါယုံဒါမှမရှိဘူးလားကြံတွေးတာမှန်သမျှဘာယုံလဲ ဓမ္မယုံဒါအာယုံဒါတွေရုပ်တရားကြီးပဲဘာကြီးပဲပုဂ္ဂိုလ်တတ္တဝါမရှိဘူးဒါနှလုံးသွင်းဖို့ဦးစဉ်ကအကြံမြင်လေးပြောပြလိုက်တာဟုတ်ပြီလားရူပယုံတတ္တယုံဂန္ဓာယုံရတယုံဖုတ္တဘယုံဓမ္မယုံဒီအာယုံတွေပဲရှိပါလားလို့နှလုံးသွင်းပေးပါနော်ရုပ်တရားတွေပဲမိမိတို့ဘက်ကအခံဘက်ကိုကြည့်လိုက်ပါဦးဒီရူပယုံနဲ့စက္ခုပဒါရတိုက်လို့စက္ခုဝိညာဉ်မပေါ်ဘူးလားဒီစက္ခုဤပဒါရဤပြက်နေမြင်စိတ်ဖြစ်ပါတော့မလားမျက်လုံးမှာမှိတ်ကြည့်လိုက်ဦးမြင်စိတ်ပေါ်သေးလား ဒါကြောင့်ကိုစကုပ္ပဒါဒလေးကိုရူပါယုံလျိုက်ခတ်တယ်အာလောကဆိုတဲ့အလင်းလေးရှိတယ်မနတိကာရဆိုတဲ့နှလုံးသွင်းမှုလေးရှိမှမြင်သိစိတ်လေးဖြစ်လာတာဟုတ်ပြီလားဒါကြောင့်မို့ရူပါယုံနဲ့ဒီစကုပ္ပဒါဒတွေကယုတ်တရားတွေမဟုတ်ဘူးလားမြင်သိစိတ်လေးကနန္တရားတွေမဟုတ်ဘူးလားဒီစကုဓွာရမှာယုတ်တရားနန္တရားခွဲပေးရမယ်နားလဲလားဒီလိုပဲကြားလိုက်ရင်လေတတ္တာယုံတွေကတောတာပ္ပဒါဒကိုလျိုက်ခတ်တော့မဟုတ်ဘူးလားဒါဆိုကြားသိစိတ်လေးတွေမဖြစ်နေဘူးလား အဲ့ဒီတတ္တယုံလေးနဲ့သောတာပတာဒါလေးကယုတ်တရားလေးလို့နှလုံးသွင်းပေးပါဟုတ်လားကြာတိစိတ်လေးကဘာတရားနန္တရားလေးဒီလိုလေးအချမ်းပြင်းလေးသိစေခြင်းနဲ့ဗုဒ္ဓဘာသာလေးဟုတ်လားဒီတိုင်းမဲ့ခန္ဓာယုံအနှံ့နေမရှိဘူးလားရှိလားလေလေးတွေတိုက်တဲ့အခါမှာဃာဏပတာဒါတွေရှိလို့တချို့ပတာဒါတွေပြတ်သွားရင်မနံတော့ဘူးကိုဘေးဖြစ်တဲ့ချိန်ပတာဒါတွေပြတ်သွားတယ်ကိုဘေးဖြစ်ဘူးလားဆရာတော်ဖြစ်ဘူးတဲ့ကိုဘေးထိသွားတယ်ဂျာလားမတည်လို့အခုလိုလာဟောနေတာဂျာလားအဲ့ဒီချိန်တော့ကဘာမှမရတော့ဘူးပြောချင်တာချွတ်တဲ့သွားရင် ခန္ဓာဝိညာဉ်မပေါ်တော့ဘူး။ကျန်လား။ဒါကြောင့်ခန္ဓာယုံလေးကခန္ဓာပသာတော်တိုက်တော့ဘာဝိညာဉ်ပေါ်လဲ။ခန္ဓာဝိညာဉ်ပေါ်လဲ။ခန္ဓာယုံနဲ့အဲ့ဒီခန္ဓာပသာတာတွေကဘာတရား၊ရုပ်တရား။ခန္ဓာဝိညာဉ်လေးကနန္တရား။ဒီတိုင်းမဲ့ဒကမကြီးတို့အခုဆွန်းစားမယ်၊ထမင်းဟင်းလေးစားမယ်။ရှာဖျားလေးမှလည်းမထိဘူးလား။အာဘောတက်လီကယူစီးနေတော့အဲ့ဒီရတာရည်နေနဲ့ထိတယ်ဟုတ်လားအဲ့ချိုချင်းဆက်ငံဖန်ခါချိုချင်းဆက်ငံဒါရတာ၆မျိုးပဲကောင်းတာမကောင်းတာမရှိဘူးကြားလား ရှာဖြားလေးကိုတိုက်တော့ပါဖြစ်လေစိန်ဝါဝိညာဉ်လေးမပေါ်ဘူးလားအဲ့ဒီဆိုရင်ချွေချင်းဆက်ငံဖန်ကရတာယုံဟုတ်ပြီလားစိန်ဝါပတာဒလီနေကရုပ်တရားတွေဗာတရားတွေစာတိစိတ်လို့ခေါ်တယ်စိန်ဝါဝိညာဉ်လေးကနန္တရားလေးအဲ့လိုယုံနံတွေခွဲဟုတ်ပြီလားဒီကာယမှာဆိုတော့ကြည်ဥစဉ်တို့ထိုင်နေတယ်ပထဝီဆိုတဲ့ဖုတ္တပကျန်တန်းတဲ့သဘောမာတဲ့သဘောမရှိဘူးလားအဲမိမိတို့ကကာယပတာတာရှိနေလို့ထိတိစိတ်တွေဖြစ်နေတာမသိရဘူးလားအခုညောင်းတော့ပါနည်းနည်းမလှုပ်နေဘူးလားအထိတိစိတ်တွေဖြစ်နေတယ်ဟုတ်တယ်မလား အဲ့လိုဆိုတော့ဒီပုထမပထဝီတေဇောဝါယောလို့ခေါ်တဲ့ဒီပုထမရေဟုတ်မလားကာယပဒါဒလေးဟာယုတ်တရားမဟုတ်ဘူးလားတိတိစိတ်လေးကနန္တရားမဟုတ်ဘူးလားဒီပြင်စထွာတာငါးထွာလာလို့ယုံနံခွဲပလိုက်ရပြီနားလည်ပြီနော်ကြည့်မိမိတို့ဓမ္မယုံမရှိဘူးလားဓမ္မယုံလေးကမနှုံးဘဝင်မနှောအကြည့်လာမရိုက်ခတ်ဘူးလားအဲ့ဒီမှာမိမိတို့တွေးစိတ်တွေမပေါ်လာဘူးလားနားလည်လားဒါလို့ဓမ္မယုံနဲ့ဒီဟတရားဝတ္ထုခေါ်တဲ့ဒီတရားကြီးကယုတ်တရားတွေမဟုတ်ဘူးလားအဲကျန်တာတွေက တွေးတိစိတ်ကြံတိစိတ်တွေကနန်တရားတွေမဟုတ်ဘူးလားဒီလိုတော့ဒီဓာရ6ဓာရတို့မှာယုံနံတွေပဲမရှိဘူးလားအဲ့လိုအကျမ်းအားဖြင့်တော့ဗုဒ္ဓဘာသာဝင်တွေတည်တင်တိထိုက်တယ်လို့ဥစဉ်ကပြောတယ်နားလည်လားအဲ့လိုသိရင်မိမိတို့အတွက်တေဖို့အတွက်အကောင်းဆုံးပြင်ဆင်ပြီးသားဖြစ်သွားပြီကျေနပ်လားဥစဉ်ပြောတာဒါရောဥစဉ်တရားချုံချုံတော့မှာနော်ပြီးတော့မှာဒါနောက်ဆုံးအနှစ်ချုပ်အပေပိတ်ဖို့ဥစဉ်ကမှားတန်းချွေနေတယ်ဟုတ်ပြီနော်အဲ့ဒီလိုလေးမိမိတို့ဝိပဿနာမဟုတ်ပါဘူးဥစဉ်ပြောတာနှလုံးသွင်းမှအောင်ပါပါလဲ ဒါဝိပဿနာမဟုတ်ပါဝိပဿနာဆိုတာတကယ်ကိုယုံနံပရမတ်အစ်စ်ကိုမြင်ပြီးတော့အနေစာဒုက္ခနတ္တတင်မှာအလောက်ထိဥစဉ်လို့မသိနိုင်သေးဘူးဟုတ်ပြီလားဒါကြောင့်အပေါ်ယံနေနဲ့ယုံနံကိုခွဲတယ်လို့မှတ်ဟုတ်ပြီလားကဲနောက်ဆုံးမိမိတို့တေကန်ဒီအချိန်ရောက်ပြီကဲနောက်ဆုံးဘယ်အချိန်ရောက်လာပြီဥစဉ်တို့အားလုံးဟာဘဝမှာမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းကြားအခုရှင်သန်နေတော့တာအလုပ်တွေရှုံနေတာမဟုတ်ဘူးလားနောက်ဆုံးသုတိဆိုတဲ့မရဏတည်ဆုံးခြင်းအချိန်ကိုအားလုံးရောက်မလားမရောက်ဘူးလားအဲ့ဒါကိုကြောက်ရမယ့်အချိန်အကောင်းဆုံး တတိရှိရှိရင်ဆိုင်ရဲ့မှာဘဝအောင်မြင်တယ်လို့ခေါ်တာဟုတ်ပြီနော်အဲရှင်တန်ချင်းအခိုက်မာသာမိမိတို့ကစီးပွားရေးတွေအောင်မြင်လို့ယာဓုအာနာတွေရောက်တကယ်အောင်မြင်ချင်းအစ်မဟုတ်သေးဘူးဟုတ်လားနောက်ဆုံးမရဏမင်းနဲ့စခင်းနိုင်တဲ့အချိန်မှာပြုံးပြုံးရွှေရွှေကြီးမရဏမင်းကိုစခင်းနိုင်မှာတကယ်အောင်ပွဲရစစ်သူကြီးလို့ခေါ်တယ်ရှင်နလားဦးစင်ပြောတာဒါကြောင့်အောင်ပွဲရစစ်သူကြီးဖြစ်ဖို့ဆိုရင်အခုလိုကြိုတင်လေ့ကျင့်ရတယ်အခုလိုရှင်တန်နေတဲ့အခိုက်စီးပွားရေးလုံရင်းနဲ့ပဲမိမိတို့တွေကတီလာဖြူစင်ရမယ်စိတ်ကောင်းထားရမယ်ဟုတ်တယ်မလား အားလုံးပေါ်မေတ္တာထားရင်မိမိတို့စွမ်းနိုင်တဲ့တော့ကုသိုလ်တွေစူးစမ်းထားရမယ်နော်။ကဲဟုတ်ပြီအဲ့ဒီလိုစူးစမ်းထားမယ်ဆိုရင်မိမိတို့အတွက်ကုသိုလ်အာစိဏကံအာကြီးအောင်တခုခုဘာဝနာကိုလက်ကန်ထားဖို့မလိုဘူးလား။အဲ့ဒီအတွက်အလွယ်ဆုံးကတော့ဗုဒ္ဓဂုံတော်ပွားဖို့ဥစဉ်တိုက်တွန်းပါတယ်။ဘာဂုံတော်ပွားမလဲ။ဒါကြောင့်အားလုံးပူဇော်ကြည့်အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာ ကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအဲ့ဒီတလုံးကိုပဲပွားလို့မနိုင်ဘူးလားနိုင်လားလေစီလဲပွားလဲထွန်လဲပွားမြေပဲကျဲလဲပဲကျဲလဲဆန်ကောက်လဲအဝတ်လျှော်လဲဒါနောက်ဆုံးအိတ်တဲ့ချိန်ထိ ပွားနေပွားနေပွားရင်ပွားရင်အိပ်ပျော်သွားလိမ့်မယ်။နိုးရင်လည်းအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားနိုးလာလိမ့်မယ်။အဲ့လိုပုံကိုအတွက်အပေပိတ်ဖို့က90ကိုတသမ99တေချာပါရဲ့။နားလည်ပြီလား။အဲ့ဒါအပေပိတ်ပြီပဲတေချာဖို့အမှန်နော်။တကယ်ကိုကောလုံးကျွန်းသူကျွန်းသားတွေတေတိုင်းအပေပိတ်စေရမယ်။ကြားလား။၁တီလာဖြူစင်အောင်ထားတာ။၂အားလုံးပေါ်မေတ္တာထားစိတ်ကောင်းထားဟုတ်လား။၃ဖျားကုံတော့အခုပွားရမယ်နော်။ ဟုတ်ပြီနော်ပွားပြီနောက်ဆိုတင်ခံနေအချိန်ရောက်ပြီပေါ့ဆိုကြပါစို့ပေါ်လုံးကျွန်းကတကာမကြီးတေတော့မယ်ဟုတ်ပြီနော်ကဲအဲ့ရလဲမှာတေခံနေပြီအဲ့ဒီတေခံနေအချိန်ဘာဖြစ်တတ်လဲဒုက္ခဝေဒနာတွေပြင်းလာမပြင်းဘူးလားပြောကြရမလို့လားသင်တို့တေခံနေကြရင်ကြောက်စရာကြီးမပြောဘူးလားဘလောက်ပဲကြောက်ကြောက်မိမိတို့ယောနိတော်ကောင်းရင်အပေပိတ်တယ်ဘာကောင်းရင်တော့ဦးစင်းပြောချင်တာတကယ်ကိုတေခြင်းတရားကိုရင်ဆိုင်ဖို့ဟာတီလာဖြူစင်ရမယ်ယောနိတော်ကောင်းရမယ်ဘယ်နှချက်ပဲအဓိကနှစ်ချက်ပဲတီလာဖြူစင်ရမယ် ယောနိတော်ကောင်အဲ့ဒီယောနိတော်ကောင်ကိုဖျားကုန်းတော်ကိုပွာလာခိုင်းတာဥစဉ်ကနားလေမလားပြီးရင်ယုံနံတွေကိုဥစဉ်ခွဲထားခိုင်းတယ်ဟုတ်ပြီနော်ကဲအဲ့ဒီလိုမျိုးလေ့ကျင့်ထားပြီကဲမိမိတို့တေကန်ဒီအချိန်ရောက်ပြီကိုတီလာကိုကိုဆင်ကျင်လိုက်ကိုတီလာကိုကိုဘာလုပ်လိုက်ကိုတီလာဟာလိပ်ပြာလုံးနဲ့တီလာဆိုပြီးပြီဆင်ကျင်နေတယ်ဥစဉ်တို့ဘုံကြီးတွေဆိုရင်ဒါတေကန်ဒီကိုတီလာမဆင်ကျဲဘူးဆိုဒေသနာယူပါကြီးကြားရတယ်ကြားလားဒေသနာကြားလိုက်တာနဲ့ကိုမှာ ဒါချက်ချားသောအာဘတ်တွေမရှိတော့ဘူးဆိုရင်ဒါဆင်အကယ်၍ပရိဝတ်မာနက်ဆောက်ရမယ်တန်ခါဒိတ်ဒိတ်အာဘတ်တင်လာတယ်ဆိုရင်ဘုံကြီးတွေဘုံကြီးတွေအားဝီနိကြီးမာတယ်ဂျာလားတက္ကရမတွေလက်တွေထိမိတာယာမိတန်ခါဒိတ်ဒိတ်အာဘတ်တင်တယ်တုတ်တွေပါလိလွတ်မိတန်ခါဒိတ်ဒိတ်အာဘတ်တင်တာများတယ်အဲ့ဒီအာဘတ်နှစ်ချက်အဲ့ဒါတွေရှိရင်ဘုံကြီးတွေကပရိဝတ်ကျင့်ရတယ်မာနက်တွေဆောက်ရတယ်အဲ့ဒါမျိုးလုတ်ထားရတယ် ဒါမှသာနေတုံတန်ရောအာဘက်လေးတွေကဒေသနာချလိုက်ရင်ပျောက်သွားတာဟုတ်ပြီလားဒါကြောင့်ကိုအဲ့လိုတီလာစင်ကြအောင်လုပ်ရတယ်ဘုန်းကြီးဘွားမှာအန်ရန်ဆိုတေကန်ဒီအချိန်ရောက်လာပြီဆိုဘုန်းကြီးကကိုကိုမတေချင်ဒေသနာလေးချလိုက်ချပြီးငြိမ်ပြီးတော့အော်ကိုတီလာဖြူစင်တိတ်ပျော်နေပြီဂျာလားအဲ့ဒီအချိန်မှာနှလုံးသွင်းမှန်မယ်နောက်နံပါတ်2ကဘာလဲနှလုံးသွင်းမှန်မှုဆိုတော့ဟုတ်လားရုပ်နံကိုခွဲရမှာရုပ်တရားကြီးတအားဖောက်ပြန်လာကိုပဲဝေဒနာဟိုယောဂါလို့လူတွေနာမည်မတက်ဘူးလားအာဒါကင်စာတို့နှလုံးတို့သွေးတို့ပြောကြတာဟုတ်လားတကယ်တော့ဘာကြီးဖောက်ပြန်သွားတာလဲ။ ရုပ်တရားကြီးဖောက်ပြန်နေတာဖောက်ပြန်တော့နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်နေတာငါမဟုတ်ဘူးသူမဟုတ်ဘူးအဖေမဟုတ်ဘူးအမေမဟုတ်ဘူးဖုန်းကြီးမဟုတ်ဘူးဦးလေးမဟုတ်ဘူးနားလည်လားရုပ်တရားကြီးဖောက်ပြန်တော့နာကျင်ခြင်းဒုက္ခဝေဒနာတွေဘာဖြစ်လဲဖြစ်နေတာအဲ့ဒါကိုနောက်စိတ်ကပဲပြီးနေတာပဲရှိတာဟုတ်တယ်မလားရုပ်တရားကြီးဖောက်ပြန်တဲ့နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်ပေါ်လာတယ်နောက်စိတ်ကနေအကဲခတ်တော့မသိရဘူးလားဒါပဲရှိတယ်လူရင်းချုံရင်ယုံနံတွေဖြစ်ပြီးတော့ပြတ်နေတယ်ဘာတွေဖြစ်ပြီးပြတ်နေတယ် သဘောပေါက်လားဥစဉ်ပြောတာရုပ်တရားကြီးဖောက်ပြန်တော့ကိုပဲနာကျင်ခြင်းဒုက္ခဝေဒနာတွေမခံစားရဘူးလားနောက်စိတ်ကညအရာကိုမသိနေဘူးလားငါပါလားသူပါလားအဖေပါလားအမေပါလားဘာမှမပေါ့ရုပ်နာတွေဖြစ်ပြီးပြတ်နေလို့အဲ့လိုနှလုံးသွင်းတတ်ရမယ်ဒါအရေးကြီးတယ်နော်ဒကာကြီးတို့မကြီးတို့အဲ့ဒီမှာမိမိတို့ကငါတရားတော့မကွာငါသမီးလေးတွေကလည်းမရောက်သေးဘူးထိုင်ရနေမလေးရှားရနေဟုတ်တော့မလားဒကာမကြီးတွေဒုက္ခပဲအဆွဲဘာဖြစ်သွားပြီလဲဆွဲပြီးနှလုံးသွင်းမမှန်ဘူးတွားအဲ့ဒါအပေပဲ တည်ွားရင်အပေကြပြီနားလေနော်ဦးစင်းပြောတာအရေးကြီးတယ်နော်မစွဲဖို့အတွက်နှလုံးသွင်းမှန်ဖို့မကောင်းဘူးလားဒါကြောင့်အစွဲမရှိဖို့နှလုံးသွင်းမှန်ရမယ်နော်ဒါကြောင့်ရုပ်တရားနံတရားလို့ပဲပြောလိုက်ရင်အစွဲသေးလားလူတွေစွဲတယ်ဆိုတာငါဆိုတဲ့တက္ကာရမှာတွားကြီးစွဲတာငါတည်ရတော့မှာပါလားငါသမီးနဲ့ခွဲရတော့မှာပါလားငါသမီးငါမိလေးနဲ့ခွဲရတော့မှာပါလားစသည်ဖြင့်အဲ့ဒီအစွဲတွေကကိုယ်ကိုဒုက္ခပေးတာဒါတွေကရုပ်တရားပဲနံတရားပဲနှလုံးသွင်းတဲ့လူမှာစွဲသေးလား ဒီယုံ난တရားတွေကသူ့သဘောနဲ့သူဖြစ်ပြီးပြတ်နေတယ်ဒီသင်္ခါရတရားတွေကဘယ်သူမှမလွတ်မြောက်ဘူးတပ်ပြီသင်္ခါရအနိစ္စတွေမဟုတ်ဘူးလားဖျားလည်းမလွတ်မြောက်ဘူးအရိယာတွေလည်းမလွတ်မြောက်ခဲ့ဘူးဒီလမ်းစဉ်ယုံ난နေဖြစ်ပြီးပြတ်နေတာအဲ့လိုကိုနှလုံးသွင်းလိုက်ကိုမှာတော်တော်ကြီးအစွဲတွေပြုတ်ပြီးတော့အေးချမ်းလာဘာဖြစ်လာလားကိုငကူတွေကလည်းတီလာစင်ကြယ်တော့စိတ်ကပျော်ရွှင်နေပြီးသားယုံ난ကိုလည်းခွဲလိုက်တယ်ယုတ်တရားကြီးတအားဖောက်ပြန်နေတော့နာကျင်တဲ့ဒုက္ခဝိညာဉ်တအားကြီးတယ်လို့ပဲဒါကိုသိနေတယ်လို့ပဲမှတ်လိုက် ဂျုံနံမဲ့သူ့မှာသူဖြစ်ပြီးပြတ်တယ်။ဘာမှမဆိုင်ဘူးကိုဆိုတာမရှိဘူးငါဆိုတာမရှိဘူး။ရှင်းလားတကယ်တို့မိုက်လို့ရေ။သဘောပေါက်လားဦးစင်းပြောလား။အဲ့လိုဆိုပြီးနေပြီနောက်ဆုံးမှမိမိတို့ကဂုံတော်ကအမြဲတမ်းပွားများခဲ့တဲ့သူတော်ကောင်းဆိုရင်အဲ့ဒီဂျုံနံအပေါ်မှာဟိုပြောမယ်ဆိုဟိုနာခံစားနေရတဲ့ဝေဒနာတွေကိုလည်းနှလုံးမသွင်းနဲ့တော့ဝေဒနာဝိခံဘိတ်တော်ဝေဒနာကိုခွာလိုက်ရတယ်။ဘာလုပ်လိုက်ရလဲ။အဲ့ဒီခွာတာကိုပဲနှလုံးမသွင်းတာကိုပြောတာ။ကြားလား။နှလုံးမသွင်းတော့ဘယ်မိမိရဲ့ကမ္မထံဗုဒ္ဓဂုံတော်ပွားခဲ့တယ်မဟုတ်လား။အဲ့ဒီအချိန်မှာဘယ်လိုလဲ အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအဲ့ဒါပဲအကျဉ်းကျဉ်းပွားနေလိုက်သုတိစိတ်ကြလာနေတဲ့အဲ့ဒီသုတိရဲ့မတိုင်ခင်လေးမှာကာမနမိတ်ဂတိနေထင်လိမ့်မယ်မိမိတို့ကနတ်ပြည်ကိုစိတ်လေးညှော့လိုက်ရောနတ်ပြည်အော်တိုပဲသုတိနဲ့နတ်ပြည်နတ်သမီးတို့ဖြစ်နတ်သားတို့ဖြစ်ဟောသဘောပေါက်လားအပယ်ကတော့မကြနိုင်တော့ဘူးရှင်းလားဦးဇင်းပြောလားဒီလိုဆိုရင်အချိန်ကမရှိတော့ဆရာတော်ကြီးတွေလည်းအာနာတယ်နော်ဂျင်းနဲ့လာတဲ့အိုက်တို့မှရေ ဒါကြောင့်ဥစဉ်တရားအနစ်ချုပ်လိုက်ရင်ဘဝမှာကြီးပွားတိုးတက်ဖို့တိလားဖြူစင်ဖို့မလိုဘူးလားအားလုံးဟာတန်တရာရဲ့ရွှေတော်မျိုးတော်မိအောင်ဖောင်းအောင်ဒီအားလုံးပုံမှာမေတ္တာထားပါဟုတ်ပြီလားပြီးရင်ဘဝကြီးပွားတိုးတက်ဖို့ဆိုရင်အယက်သေးစားမှုရဲ့စေဝါလုံးဝရှောင်ကျင်ပါလောင်ကစားမှန်တယ်များလုံးဝရှောင်ကျင်ပါအပျော်အပါးတွေကိုအတတ်နိုင်ဆုံးရှောင်ကျင်ပါအဲ့လိုဆိုရင်တကယ်ကြိုးစားရင်ဘဝမှာအောင်မြင်လာလိမ့်မယ်ဟုတ်ပြီလား တည်ဖို့အတွက်ဆိုရင်အခုဥစဉ်ပြောပြီးသွားပြီတီလာကိုပဲဖြည့်စင်သွားဖြည့်ချင်းပြီးတော့ယောနိတော်ကောင်းရမယ်ယောနိတော်ကောင်းမှုဆိုရင်ဗုဒ္ဓဂုံတော်ကိုနေစဉ်ပွားမယ်ဟုတ်မလားဟိုနာလိုယုံနံလေးတွေကိုခွဲတက်အောင်လှုပ်ထားလိုက်မယ်အဲတေကန်ဒီအချိန်မှာဟိုနာလိုပဲတီလာဖြည့်စင်တော်ကိုအာယုံပြုဝမ်းသာနေပြီယုတ်တရားကြီးဖောက်ပြန်တယ်နာကျင်တဲ့ဒုက္ခဝဏ္ဏတွေဖြစ်နေတယ်နောက်စိတ်ကတိနေတယ်လူရင်းချုံရင်ယုံနံတွေဖြစ်ပြီးပြတ်နေတယ်လို့သဘောပေါက်ပြီးအဲ့ဒီယုံနံတွေကိုဂယုမဆိုင်နေတော့ကိုယ့်ရဲ့ကမ္မထံဂုံတော်ပွားတဲ့လူကဂုံတော်ကိုပွားပြီးတော့ ဘဝကိုရင်ဆိုင်တော့မှာပေးခြင်းတရားကိုရင်ဆိုင်အာနာပါနာကြိုက်တဲ့လူကအဲ့ဒီချိန်မှာမိမိရဲ့ဝင်လေထွက်လေအာနာပါနာကမ္မထန်လေးကိုရှူးပြီးတော့သုတိကျသွားလိမ့်မယ်ရှင်းလားဦးဇင်းပြောတာအဲ့လိုပုံကိုယ်တွေဘဝအပေပိတ်ပြီးမိမိတို့ကအကယ်၍အခုလိုပြစ်ဆုံးပံဘဝမှာပဲဘာပဲလုပ်လို့ဒါနလုပ်လဲနိဗ္ဗာန်ရောက်ကြောင်းတီလားဆောက်လဲနိဗ္ဗာန်ရောက်ကြောင်းဘာဝနာအားထုတ်လဲနိဗ္ဗာန်ရောက်ကြောင်းဝေယဝိဇ္ဇာကုသိုလ်လုပ်လဲနိဗ္ဗာန်ရောက်ကြောင်းတကယ်ကိုနိဗ္ဗာန်ကိုယူရတောင်းတကြီးပြင်းပြင်းထန်ထန်တီလားသမာဓိပညာကုသိုလ်တွေတကယ်လုပ်နိုင်မယ်ဆိုရင်အဲ့လိုသင်္ကန်းဒီအချိန်မှာသောတာပန်မတီသေးရင်တော့ဟုတ်ပြီလား အဲတည်ပြီးသုတိစိတ်ချပြီးနတ်ပြည်ရောက်သွားရင်နတ်ပြည်မှာသောတာပန်အရိယာသူတော်ရှင်ဘဝဖြစ်နော် နောက်ဆုံးမှာတဆင်ဆင်မညံဖုန်ညံဒီတဆင်ဆင်တက်ပြီးတော့နိဗ္ဗာန်ကို မျက်မှောက်ပြုရလိမ့်မယ်ဆိုတဲ့အကြောင်းဟောကြားပြောကြားရင်းနဲ့ကုသိုလ်ကောင်းမှုအစစအစတွေကိုရေဆက်သွန်းချအမြပေးဝေကြပါကုန်စို့